မင်္ဂလာပါရှင်။တောက်လင်းထိုင်းရဲ့မေလာတရရင်ည၈နာရီအထိနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။တောက်လင်းထိုင်းရဲ့သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တောက်လင်းထိုင်း Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကျမယွန်ကြည်ပြပါရှင်။ဒီကနေ့ညပိုင်းထုတ်လွှင့်မှုမှာတင်ဆက်ပေးမယ့်သတင်းတွေကတော့ Corporate တိုက်ပွဲမှာ DKBA ခွဲထွက်အဖွဲ့စစ်ကောင်စီဘက်ကကူတိုက်ပေးနေတဲ့သတင်း ရွှေကျင်တိုက်ပွဲမှာတစ်ဖက်ထိခိုက်သေးဆုံးမှုရှိခဲ့တဲ့တဲ့တင်နဲ့မော်လမြိုင်မှာပြည်သူပိုင်းမြေတွေကိုတန်းယူပြီးစစ်ကောင်စီမျိုးကွက်တဲ့ဖော်နေတဲ့တဲ့တင်ရွေးကောက်ပွဲအမီလက်လွတ်နယ်မြေတွေကိုပြန်လည်သိမ်းပိုက်ဖို့စစ်ကောင်စီပြောခဲ့တဲ့တဲ့တင်တွေကိုပါရှုစားကြရမှာပါနိုင်ငံတကာတဲ့တင်တွေမှာတော့ဥရောပလွှတ်တော်အဖွဲ့ဝင်တွေကိုအရေးယူပိတ်ဆို့ထားမှုတရုတ်ရုတ်သိမ်းတဲ့တဲ့တင်အမေရိကန်စီးပွားရေးကြဆင်းမှုထရန့်ကဘိုင်ဒန်ကိုအပြစ်တင်လိုက်တဲ့တဲ့တင်တွေနဲ့အတူ အာနာသိန်းကလာတက်ဖြတ်ဖန်းစည်းခံရတဲ့ပြည်သူတွေရဲ့အချက်လက်သတင်းနဲ့မူလီဝတသတင်းတွေကိုပါရှုစားကြရမှာပါကရင်ပြည်နယ်ကော့ဂရိုင်းမြို့နယ်တိုက်ပွဲမှာဘူဘီခေါင်းဆောင်တဲ့ DKBA ခွဲထွက်ဖွဲ့ကစစ်ကောင်စီဘက်ကနေကူတိုက်ပေးနေတယ်လို့စစ်ကောင်စီဘက်ကလည်းစစ်လက်နက်ခဲယမ်းပစ္စည်းအများအပြားကူညီထောက်ပံ့ပေးနေရလို့ DKBA ခွဲထွက်ဖွဲ့နဲ့နှိဆက်သူတွေကတလွင်ထားမှုပြောပါရတယ်။ ကော့ဂရိတ်ဂျုံတို့အာရှလမ်းတစ်လျှောက်မှာရှိတဲ့စစ်ကောင်စီတပ်စခန်းတွေကိုကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဦးဆောင်တဲ့ဒေါ်လာရင်အင်အားစုအဖွဲ့တွေကပြီးခဲ့တဲ့ဧပြီလပိုင်းကဝင်ရောက်တိုက်ခိုက်ခဲ့ရာနှစ်ဖက်တိုက်ပွဲတွေဟာမေလာတရက်နေ့အထိဆက်လက်ပြင်းထန်နေဆဲဖြစ်ပါတယ်။ ကော့ဂရဲကြုံတို့တိုက်ပွဲတွင်ဘိုဘီခေါင်းဆောင်နဲ့ DKBA ခွဲထွက်အဖွဲ့ကစစ်ကောင်စီတပ်ဘက်ကနေပအဝင်ကူတိုက်ပေးနေပြီးအဲ့ဒီလမ်းမိုင်းမှာရှိတဲ့စခန်းတွေကနေထွက်ခွာသွားဖို့ KNLA ဘက်ကအတိပေးခဲ့ပေမဲ့ဘိုဘီကလိုက်နာမှုမရှိဘဲဆက်လက်တက်ဆွဲထားတာဖြစ်ပါတယ်။စစ်ကောင်စီတပ်ကသူတို့ကိုကူညီတိုက်ခိုက်ပေးနေတဲ့ DKBA ခွဲထွက်အဖွဲ့ရဲ့ခေါင်းဆောင်ဘိုဘီကို စစ်လက်နက်ခဲယံပစ္စည်းအများပြားကုညီပံပိုးဖေးထားတဲ့အပြင်စီးပွားရေးအတွက်ဂိတ်စခန်းဖွင့်လှစ်တာတွေလုပ်ပိုင်ခွင့်စတဲ့အခွင့်အရေးတွေကိုပေးအပ်ခွင့်ပြုထားတယ်လို့လည်း DKBA ခွဲထွက်ဖွင့်တဲ့နီးစပ်တဲ့သတင်းရင်းမြစ်တွေကဆိုပါတယ်။လက်ရှိစစ်ရေးပြင်းထန်နေတဲ့တိုက်ပွဲမှာ DKBA ခွဲထွက်ဖွင့်ရဲ့ခေါင်းဆောင်ပိုးပြီးကသူ့ရဲ့တပ်သားအများပြားကိုကော့ဂရိတ်ဂျုံတို့စစ်စင်ရေးအတွင်းထပ်မံပို့ဆောင်ထားတယ်လို့သိရပါတယ်။ဘိုးဘီခေါင်းဆောင်တဲ့ DKBA ခွဲထွက်အဖွဲ့ဟာလက်ရှိမှာကရင်ပြည်နယ်ဖအံမြို့နယ် ကျောက်တလုံးဝင်းတရရဲ့အနီမှာဌာနချုပ်အဖြစ်ထားပြီးတပ်ဆွဲနေထိုင်ကကော့ဂရိတ်ကြုံတို့လမ်းမိုင်းမှာလဲစစ်ကောင်စီတပ်နဲ့အတူစစ်ကောင်စီတပ်နဲ့အတူစခန်းချတပ်ဆွဲနေထိုင်တာတွေလည်းရှိနေတာဖြစ်ပါတယ်။ဗိုလ်ဘီဟာအရင်ကစစ်ကောင်စီကရင်နယ်ကြားဆောင်တပ် BGF တပ်ရင်းတစ်တုံညာနှစ်နှစ်ကတပ်ရင်းမှုတူဖြစ်ပြီးအဲ့ဒီနောက်မှာတော့ BGF ကနေနှုတ်ထွက်ကတိုးတက်သောဗုဒ္ဓဘာသာကရင်မျိုးသားတပ်မတော် DKBA ထံပြန်လည်ရောက်ရှိလာခဲ့ပြီးစစ်တပ်ကိုပြန်လည်တိုက်ခိုက်ခဲ့သူတူလည်းဖြစ်ပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက်2023ခုနှစ်လောက်မှာပိုပြီးတော့ DKPA ခွဲထွက်ဖွဲ့ဟာအင်အားအနှဲငယ်လောက်နဲ့ဖမ်းမျိုးနဲ့ကြာအင်းပေါ်တော်မူဆရာတော်ထံပြန်လည်ရောက်ရှိခိုးလုံလာခဲ့ပြီးစစ်တပ်နဲ့ငြိမ်းချမ်းရယူထားတာဖြစ်ပါတယ်။ပဲခူးတိုင်းရွှေကျင်မျိုးနဲ့ကွင်းစိတ်ကျွော်မှာစစ်ကောင်စီတပ်နဲ့တော်လန်ရင်အင်အားစုတွေကြားဖြစ်ပွားခဲ့တဲ့နှစ်ဖက်တိုက်ပွဲအတွင်းနှစ်ဖက်ထိခိုက်ဒေဆုံးမှုတွေရှိခဲ့တယ်လို့တော်လန်ရင်တပ်ဖွဲ့တွေထံကနေသိရပါဗျာ။ ပြီးခဲ့တဲ့ဧပြီလ30ရက်နေ့ကကွင်းစိတ်ကျေးရွာမှာကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ဦးဆောင်တဲ့တော်လှန်ရေးအဖွဲ့တွေနေမြေရှင်းလင်းရေးလှုပ်ဆောင်စဉ်စစ်ကောင်စီတပ်နဲ့ထိရွေ့တိုက်ပွဲဖြစ်ပွားခဲ့တာပါ။အချိန်နိုင်ဝက်နှိပါကြဖြစ်ပွားခဲ့တဲ့နှစ်ဖက်တိုက်ပွဲတွင်စစ်ကောင်စီဘက်က2ဦးသေဆုံးခဲ့ပြီးဒဏ်ရာရရှိသူအများအပြားရှိသလိုတော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်းရဲဘော်3ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ တိုက်ပွဲဖြစ်ပွားနေခြင်းရွှေချင်းအခြေဆိုင်စစ်ကောင်စီတပ်ရင်းတွေကလည်းလက်နက်ကြီးအဆက်မပြတ်ပစ်ကူပေးခဲ့တဲ့အတွက်တော်လန်ရေးပူပေါင်းတပ်တွေဘက်ကပြန်ဆုတ်လာခဲ့ရသလိုစစ်ကောင်စီတပ်ကလည်းမကိုးတိုင်းဝေါ်ဘက်ချမ်းကိုပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ဆိုပါရယ်နှစ်ဖက်စစ်ရေးတင်းမာနေတဲ့ရွှေချင်းမြို့နယ်အထက်မှာပြီးခဲ့တဲ့ဧပြီလတတိယပတ်လောက်ကစပြီးနှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားနေသလိုစစ်ကောင်စီရဲ့တပ်စခန်းတချို့ကိုလည်း KNL ဦးဆောင်တဲ့တော်လန်ရေးတပ်ဖွဲ့တွေဘက်ကသိမ်းပိုက်ရရှိထားပါရယ် ရွှေချင်းတိုက်ပွဲကြောင့်မွန်ပြည်နယ်တင်စီရဲမျိုးပေါ်လာရောက်တင်းဆောင်သူတထောင်ကျော်ရှိနေပြီးစားနယ်ရိတ်ခါပါဝင်လူသားချင်းစာနာမှုအကူအညီတွေလိုအပ်လျက်ရှိနေတယ်လို့စစ်ဆောင်ရေးကူညီနေသူတွေထံကနေသိရပါဗျ။ထမံပြီးစစ်ကောင်စီအာဏာသိမ်းထားတဲ့1550ရက်တွင်ကြာဆုံးသူနယ်ဖမ်းဆီးခံရသူတွေရဲ့နောက်ဆုံးရရှိထားတဲ့စီးကိုတင်ဆက်ပေးပါမယ်။ အာနာသိန်းစက်ကောင်စီကြောင့်နိုင်ငံတော်မှအာနာသိန်းမှုဖြစ်ခဲ့တဲ့1550ရက်အတွင်းအကြမ်းဖက်တပ်ဖြတ်ခံရပြီးကြာဆုံးခဲ့သူ6589ဝက်ထိရှိလာပြီဖြစ်ပါတယ်။ဒါပြင်ဖန်စီထိန်သိမ်းခံထားရသူ2964ဝက်ထိရှိလာပြီဖြစ်ပြီးပြန်လည်လွန်မြောက်လာသူ6905ဝက်ထိရှိလာပြီဖြစ်ပါတယ်။ မော်ဘီနယ်မှာတော့အာနာသိမ့်မှုကာလာတွေအတွင်းစစ်ကောင်စီရဲ့အကြမ်းဖက်တပ်ဖြတ်ခြင်းခံရသူ82ဦးရှိကဖမ်းဆီးခံထားရသူ100ကျော်မှ200ကျော်ပြန်လည်လွတ်မြောက်ထားပါတယ်။ဒီစီစဉ်ကိုတော့နိုင်ငံရေးကျင်းသားများကကြီးစောင်းရှောက်ရေးအသင်းထံမှရယူဖော်ပြတာဖြစ်ပါတယ်။ စစ်ကောင်စီလက်အောက်ခံမွန်ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့ဟာမော်လမြိုင်မြို့လှိုင်းရက်ကွက်နဲ့တာယာအေးရက်ကွက်ကြားမှာရှိနေတဲ့ပြည်သူပိုင်းနေအိမ်ယာနဲ့ချီကိုအတင်အဓမ္မဖြိုချဖျက်ဆီးပြီးမြို့ကွက်အစ်ဖော်ဆောင်နေတယ်လို့သိရပါဗျ။ဒီအကြောင်းကိုတော့အေမီယောင်ကတင်ဆက်ပေးထားပါဗျ။မွန်ပြည်နယ်မော်လမြိုင်မြို့မှာပြည်နယ်စစ်ကောင်စီကပြည်သူပိုင်းမြေတွေကိုကျူးကျော်ဆိုတဲ့အကြောင်းပြချက်နဲ့အတင်အဓမ္မတိမ်းယူပြီးနောက်မြို့ကွက်အစ်ဖော်ဆောင်နေတယ်လို့မြို့ကန်တွေကတန်လင်းတိုင်းကိုပြောပါဗျ။ပြည်နယ်စစ်ကောင်စီဟာ မော်နိုင်မြို့လှိုင်ရက်ကွက်နဲ့တာယာကြီးရက်ကွက်ကြားမှာရှိတဲ့ပြည်သူပိုင်နေအိမ်ယာနဲ့ချီကိုပြီးခဲ့တဲ့မလကဆလို့ကျူးကျော်ဆိုတဲ့အကြောင်းပြချက်နဲ့အရိယနမဖြိုဖျက်စည်းပြီးနောက်သိမ်းယူခဲ့တာပါလက်ရှိမှာတော့ပြည်နယ်စစ်ကောင်စီဟာပြည်သူတွေထံကနေသိမ်းယူထားတဲ့မြေကွက်တွေပေါ်လှိုင်ရတနာမြို့ကွက်တစ်ပေါ်တို့ရေးစီမံကိန်းလို့ဆိုပြီးမြေပို့တာလမ်းဖောက်တာအကွက်ရိုက်တာတွေအပြင်မိတိုင်းစိုက်တာတွေကိုပါလုဆောင်နေပါတယ် အမည်မဖော်လိုတဲ့မော်လမြိုင်မြို့ကန်တူကဒေသခံမျိုးတွေကိုကျူးကျော်ဆိုပြီးတင်းယူစဉ်က လေယာမီဖြစ်တာကြောင့်စောက်ဦးစောက်လုခွေမရှိဘူးဆိုကအကြောင်းပြပေမဲ့လက်ရှိမှာတော့စစ်ကောင်စီကိုယ်တိုင်တင်းပြီးအကွက်ရိုက်ရောင်းနေတယ်လို့ပြောပါတယ်။အဝလေယာမီဥပဒေရလေလေမီကိုလေလေပဲလောက်အောင်လို့ပြောတော့တော်တော်ကသူတို့တကကကတတ်ချုပ်ကြမိတ်ထုတ်တော့အဲ့ဒီပုံမှာသူက lâu xa rồi đã nghe <coughs> anh mà nghe anh cũng có đi là nó tổng giờ cũng mà cha lâu lên để tiêm hậu vũ không là không nên mà cha lại thì nhà mà sau sau cơn thì cũng đi ra và nhà rồi đó để anh cũng đi à, sau chẳng thế này thế mi đó chú lúc bắt đầu rồi cho nó lúc lan trong mà project lan trong sao cũng là lan này thầu nó lan trong cũng sửa lại đấy anh mà mình lên miệng cũng tụt tay lại đấy tên của anh nhau làm phong mẹ xuống rồi, giả này giả biết không mà cho nên bây giờ tên là hà thì bà tên thông thì giả lúc tên thông là lúc 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 rồi giàu ဒါအပြင်ကျူးကျော်ဆိုပြီးဖယ်ရှားခံရတဲ့မူလနေထိုင်သူတွေရဲ့နင်းနာမှုတွေကိုဖြေရှင်းမပြီးပဲခုလိုမြို့ွက်သစ်စီမံကိန်းဆိုပြီးလှုပ်ဆောင်နေတာဟာမဖြစ်သင့်သလိုစစ်ကောင်စီဟာသူတို့အကျိုးသာကြည့်ပြီးပြည်သူတွေကိုချနှင်းနိုင်ဖြစ်တယ်လို့သူကဝေဖန်ပါတယ်ကျူးကျော်ဆိုပြီးဖန်ဆီးခံရတဲ့ဒေသခံတူကတော့စစ်ကောင်စီဘက်ကကျူးကျော်ဆိုတဲ့အကြောင်းပြချက်နဲ့အရိယာမဖယ်ရှားမှုကြောင့်တချို့ပြည်သူတွေဟာနေစရာမရှိတော့တဲ့အတွက်ဖျားเจ้าတွင်နဲ့ဘုံကြီးเจ้าတွင်မှာနေထိုင်ရတာတွေရှိတယ်လို့ပြောပါတယ် ဘယ်လိုဝယ်မိလဲဆိုတော့အမကကျွန်တော်ကြောက်တိုင်နေစိုက်ပြီးတော့ရောင်းတယ်လေကြောက်တိုင်နေစိုက်ပြီးတော့ရောင်းတော့ဝယ်ကြတော့အဲ့လိုပေါ့ထက်ခန့်ထိတာကဘုကမကျူးကျော်ဆိုပြီးတော့ပေါ့ပြောမဆိုရင်တပ်ပိုက်မြေတဘောမျိုးမျိုးပေါ့ဘယ်လိုအနေနဲ့ရတချို့ကြတော့လဲအိမ်ငားနေတာပေါ့မြေရှိတဲ့လူကြတော့လဲဖြတ်ခန့်ထိတဲ့ဟာတက်တက်တာအိမ်ကြတော့လဲပြန်ဆောက်နေတာပေါ့အခြားနေရာမှာတို့ကြလဲမြေငားပြီးတော့ပြန်ဆောက်တဲ့တို့ကြလဲဖရာကြောင့်ဖုံးကြောင့်နေတာပေါ့နိုင်ငံတကာမျိုးကွက်တိဘောတို့ရေးစီမံကိန်းကိုတော့စစ်ကောင်စီနဲ့နှီးဆက်တဲ့ငွေမိုးစေးုံနဲ့ ဝင်းမိုးဟိုတယ်ပိုင်ရှင်ဦးမိုးကျော်နဲ့စစ်ကောင်စီတို့ကပူးပေါင်းလုဆောင်တာဖြစ်တယ်လို့စစ်ကောင်စီနဲ့နှီးဆက်သူတွေကပြောကြပါတယ်။နိုင်ရနာမြို့ကွက်သစ်ဖော်တို့ရေးစီမံကိန်းကထွက်ရှိလာမယ်မြေကွက်တခုတော့စစ်မှုထမ်းမှာပါဝင်သူတွေကိုရစ်ကြစနစ်နဲ့ရောင်းချပေးသွားမယ်လို့သတင်းတွေထွက်ပေါ်နေပေမဲ့တန်လွင်တိုင်းအနေနဲ့တီးကြားအတည်မပြုနိုင်ပါဘူး။ဒီနယ်စစ်ကောင်စီဟာလှရဒနာမြို့ကွက်သစ်ဖော်တို့ရေးစီမံကိန်းဖော်ဆောင်မှုအတွက်လှရကွက်နဲ့တာယာအီးရကွက်တွင်းရှိမြို့နယ်စီပင်တာယာအီးအပွဲအုတ်ချုပ်ရည်မှုအမည်နဲ့ လနာ39ခွင့်ပြုမိရရှိထားတဲ့မြေဧရိယာ17.239ဧကအတွင်းကအင်ချီယာနဲ့ချီကိုဖယ်ရှားခဲ့တာပါမွန်မြမြို့မှာစစ်ကောင်စီပေါ်ဆောင်နေတဲ့နိုင်ရင်သနာမြို့ွက်သစ်ပေါ်ထိုးရေးစီမံကိန်းကိုတော့ဘလူပုံစံလုံဆောင်ပြီးဘလူပုံစံရောင်းချသွားမယ်ဆိုတာကိုတော့စစ်ကောင်စီကဒေသတော်တွေကိုပွလင်းစွာချပြတ်တာမရှိဘူးလို့သိရပါတယ် လက်လွတ်ထားရတဲ့မျိုးတွေကိုတမျိုးမကြံတနေ့ပြန်သိမ်းပြမယ်ဆိုပြီးစစ်ကောင်စီရဲ့ကြီးရည်လေးညှိနှိုင်းကုတ်ကဲရေးမှုဗိုလ်ချုပ်ကြီးကျော်စွာလင်းကကြုံဝါပြောဆိုလာပါတယ်။ဒီအကြောင်းကိုတော့ဝိုင်းနီကပြပြပေးထားပါတယ်။နိုင်ငံအာဏာကိုသိမ်းယူထားတဲ့စစ်ကောင်စီကလာမယ့်ဒီဇင်ဘာလအတွင်းပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲကျင်းပနိုင်ဖို့စီစဉ်နေပြီးလက်လွတ်ထားရတဲ့မျိုးတွေကိုအကုန်ပြန်သိမ်းမယ်လို့ကြုံဝါနေပါတယ်။လာမယ့်ဒီဇင်ဘာအတွင်းလွတ်လပ်ပြီးတရားမျှတမှုရှိတဲ့ရွေးကောက်ပွဲကျင်းပနိုင်အောင်စီမံဆောင်ရွက်နေတယ်လို့ စစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်ကဧပြီ30ရက်မှာပြုလုပ်တဲ့မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့အထူးညီလာခံမှာထည့်သွင်းပြောဆိုတာပါတစ်ဖက်မှာလက်လွတ်ထားရတဲ့မြို့တွေကိုတမျိုးမကြံတနေ့ပြန်သိမ်းပြမယ်ဆိုပြီးကြီးရည်လေးညှိနှိုင်းကုတ်ကဲရည်မှုဗိုလ်ချုပ်ကြီးကျော်စွာလင်းကဧပြီ28ရက်နေ့ကပြုလုပ်တဲ့စစ်ရေးဆိုင်ရာအစည်းအဝေးမှာပြောသွားခဲ့တာပါဒါပေမဲ့ဘလို့နီးလန့်နဲ့အချိန်ဘလောက်ထိတတ်မှတ်ပြီးမြို့တွေကိုပြန်သိမ်းယူမယ်ဆိုတာပြောမသွားခဲ့ဘူးလို့နေပြည်တော်သတင်းရှင်းပြရဲ့ပြန်လည်ပြောဆိုချက်ကိုကိုကာပြီး DBB သတင်းဌာနကဖော်ပြထားတာပါ စေးကက်ခတ်တွေကတော့မြို့တွေကိုအကုန်သိမ်းပြမယ်ဆိုတာဟာအကောင့်ထဲပေါ်နိုင်တဲ့စေးအစီအစဉ်ထက်စိတ်တက်စစ်စင်ရေးသဘောဆောင်တယ်လို့စစ်ကောင်းဆောင်အကြိုက်ပြောပြတာလို့ဝေဖန်ကြပါတယ်။စီဒီယံဘုတ်ကြီးစင်ရော်ကသခိုင်းမကွေးနဲ့မန္တလေးတိုင်းကမြို့နယ်တချို့မှာဟန်ပြတိုက်စစ်အနေနဲ့အရှိန်မျက်နှာတွေလှုပ်လာနိုင်တဲ့အနေအထားမျိုးလို့သုံးသပ်ပါတယ်။စစ်ကောင်းစီကဒီလိုပြောပြရင်တော့နည်းနည်းဟန်ပြပါတော့ဟန်ပြတိုက်စစ်အချိန်မြင့်တာတွေပါလေလောက်လာမဲ့အနေထားမျိုးတော့ရှိတယ်အထူးသဖြင့်တော့ကျွန်တော်တို့ဒီမကွေးတိုင်းနဲ့ စကိုင်းတိုင်းဖြစ်လိမ့်မယ်အဲအထူးသဖြင့်ကျွန်တော်တို့ဒီမန္တလေးတိုင်းထဲမှာရှိတဲ့ကျွန်တော်တို့ဒီတပိတ်ချင်းမရရဘက်ပေါ့နော်တပိတ်ချင်းမရရစင်ကူဘက်ကိုမြေပြင်စစ်ကြောင်းတွေထိုးလာနိုင်ဖို့အများဆုံးခံမန်းရပါတယ်အကြမ်းနဲ့ကျွန်တော်တို့ဒီရှမ်းတောင်ဘက်ပေါ့နော် ကရင်နီထိစပ်နယ်မြေတွေဟူတော့တွေးလို့ဆန်းတဲ့အနေအထားမျိုးနဲ့ပဲဆက်ပြီးတော့လုံနေမဲ့သဘောပေါ့နော်ရှေ့ဆက်တိုးမလာအောင်ထိန်းချုပ်ပြီးတော့ဟန်းဆက်ဆင်မဲ့အနေအထားမျိုးလောက်ပဲရှိပါတယ်အဲ့ DNI မြန်မာ Peace Monitor ရဲ့အချက်လက်တွေအရအနာသိမ်းမှု၄နှစ်ကျော်အတွင်းမြို့ပေါင်း68မြို့ကိုတန်းတလန်းနဂိုင်အဖွဲ့အစည်းတွေနဲ့တော်လိုင်းအဖွဲ့တွေကအသိမ်းပိုက်ထိန်းချုပ်ထားတာပါစစ်ကောင်စီလက်လွတ်ခဲ့ရတဲ့မြို့တွေထဲမှာတိုင်းစစ်ဌာနချုပ်နှစ်ခုအရင်းနှင်းခဲ့ရတဲ့ရှမ်းမြောင်နဲ့ရခိုင်တို့မှာစုမိုးနယ်မြေတွေအများပြားဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်ဒါပေမဲ့တရုတ်စိုးရရဲ့ဖိအားကြောင့်ကိုကန့်တက် MNDAA ထိန်းချုပ်ထားတဲ့လာရှိုးမြို့ကိုပြီးခဲ့တဲ့ဧပြီ21ရက်နေ့မှာစစ်ကောင်စီပြန်လည်ရရှိခဲ့ပါတယ် ဒီချိန်လေးမှာစစ်ကောင်စီရဲ့နိုင်ငံရေးထွက်ပေါက်ဖြစ်တဲ့ရွေးကောက်ပွဲကျင်းပမယ့်အချိန်ကာလမတိုင်မီလက်လွတ်ထားရတဲ့မြို့ပေါင်း60ကျော်ကိုစေးရပြန်လဲရယူဖို့တိုက်စစ်ဆင်မယ်ဆိုရင်9လလောက်သာအချိန်ရရှိတော့တာပါဒါမှမဟုတ်လာရှိုးမြို့နီးတူညီနာမမိတ်ဖွဲ့ဝင် TNL နဲ့ AA တို့ကိုတရုတ်စိုးရကနေတဆင့်ဖိအားပေးခိုင်းပြီးအပြစ်ခတ်ရဲစေးရင်နဲ့ညှိနှိုင်းကာလက်လွတ်ထားရတဲ့မြို့တွေကိုပြန်လဲရယူဖို့စစ်ကောင်စီကြိုးပမ်းလာနိုင်ပါတယ်စီရီယံပူကြီးစင်ရောတုံးသက်တာကလာရှိုးဖြစ်စဉ် MNDA လိုမျိုး TNL နဲ့ A တို့မှာဓာတ်ရိုက်ဖြစ်လာနိုင်စရာနေထားမျိုးမရှိဘူးလို့ပြောပါရည်။ MND လိုပုံစံမျိုးတော့ဒီကျွန်တော်တို့ဒီ TNL နဲ့ A ဘက်မှာဖြစ်လာနိုင်စရာမရှိပါဘူး။ဓာတ်ရိုက်ဖြစ်လာနိုင်စရာအနေထားမျိုးမရှိဘူးလို့ပဲသုံးသပ်ရပါတယ်။ဒါကြောင့်စစ်ကောင်စီက TNL နဲ့ A စစ်မျက်နှာစာဖွင့်ထားတဲ့နေရာတွေမှာစီရင်နီးနဲ့လေချောင်းကနေရောမြေပြင်စစ်ကြောင်းတွေရောထိုးပြီးတော့တုံးလာတာကိုတွေ့ရပါတယ်ခင်ဗျ။ ာနာသိမ့်မီကလေးကရွေးကောက်ပွဲကျင်းပမယ်လို့ကြွေးကြော်ထားတဲ့စစ်ကောင်စီကအခုနှစ်ဒီဇင်ဘာတတိယပတ်ကနေနောက်နှစ်ဇန်နဝါရီဒုတိယပတ်ထိတလအတွင်းအထွေထွေရွေးကောက်ပွဲတွေကျင်းပဖို့ရာထားထားတာပါဒါကြောင့်နိုင်ငံရေးပါတီတည်ထောင်ခြင်းနဲ့အပုံတင်ခြင်းလုပ်ငန်းတွေကိုမေ9ရက်နေ့နောက်ဆုံးထားလျှောက်ဖို့စစ်ကောင်စီခန့်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဘက်ကသတင်းထုတ်ပြန်ခဲ့ပါတယ်။တစ်ဖက်မှာနိုင်ငံအနှံ့ဆက်အာဏာရှင်စနစ်တော်လှန်ရေးတပ်ပွဲတွေကလည်းဆက်ရှိနေတာကြောင့် လုံခြုံရေးအခြေအနေအရနေမြေဒေသပေါ်မူတည်ပြီးစစ်ကောင်စီကရွေးကောက်ပွဲတွေကိုအပိုင်းလိုက်ကျင်းပမယ်သဘောပါမွန်ပြည်ကာကွယ်ရေးတပ် MSDF နိုင်ငံရေးစစ်ရေးဦးဆောင်ကော်မတီဥက္ကဋ္ဌဒေါက်တာတတိမွန်ချန်းကစစ်ရေးအခြေအနေအရလုံခြုံရေးအားကောင်းအောင်တော်လှန်ရေးအဖွဲ့တွေလှုပ်ရှားတဲ့ဒေသတွေအပါအဝင်လက်လွတ်ထားတဲ့မြို့တွေကိုစစ်ကောင်စီပြန်ယူဖို့ခက်ခဲနေမယ်လို့သုံးသပ်ပါတယ်ယခုလက်ရှိစီရေးအနေအထားရဆက်ကဆက်စီရေးအင်အားနဲ့ EAO အပါအဝင် တော်လှန်ရေးအင်အားစုအလုံးရဲ့ဟိုစီရေးအင်အားတွေကိုချိန်ဆပြီးသုံးသပ်ရရင်ဆက်ကဆက်လက်လွတ်ထားခဲ့ရတဲ့မြို့တွေပြန်သိမ်းနိုင်ဖို့ဟိုအများကြီးဟိုခက်ခဲလိမ့်မယ်။မွန်ပြည်နယ်မှာတော်လှန်ရေးအဖွဲ့တွေလှုပ်ရှားတဲ့နေရာတွေတပ်စခန်းတွေကိုခြေမှုန်းတိုက်ခိုက်နိုင်မှာမဟုတ်ဘူး။လွတ်လပ်တဲ့သုတေသနအဖွဲ့စည်းတွေရဲ့ချက်လက်တွေအရ နိုင်ငံတွင်းမြို့နယ်ပေါင်း330ရှိတဲ့တဲကမြို့နယ်ပေါင်း240မှာတိုက်ပွဲတွေရှိနေတာကြောင့်စေပဋိပက္ခဖြစ်စဉ်တွေမရှိသေးတဲ့အရေးအတွက်ဟာ60မြို့နယ်သာကျန်ရှိတာပါစစ်ကောင်စီအနေနဲ့ရွေးကောက်ပွဲကျင်းပပြီးမှသာထပ်ပေါက်ရမယ့်ခြေနေမျိုးကြောင့်စီစဉ်ထားတဲ့အတိုင်းအထမမြောက်ခဲ့ရင်လည်းအရေးပေါ်တက်တန်း6လကိုအထက်ထပ်တိုးကရွေးကောက်ပွဲကျင်းပနိုင်ရေးကြိုးပမ်းနေမယ်သဘောလို့လေလာသူတွေကသုံးသပ်ထားကြပါတယ် ုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။ဥရောပလွှတ်တော်အဖွဲ့ဝင်တွေကိုအရေးယူပိတ်ဆို့ထားမှုတရုတ်ရုပ်သိမ်းတော့မှာဖြစ်ပါတယ်။ဒီအကြောင်းကိုတော့ဘေဘက်ကတင်ဆက်ပေးထားပါတယ်။ဥရောပလွှတ်တော်အဖွဲ့ဝင်တွေအပြင်လူအခွင့်အရေးနဲ့ပတ်သက်လို့ဥရောပဆက်ကော်မတီအပေါ်ချမှတ်ထားတဲ့အရေးယူပိတ်ဆို့မှုတွေကိုရုပ်သိမ်းမှုတရုတ်ကဆုံးဖြတ်လိုက်ကြောင်းလွှတ်တော်ဥက္ကဋ္ဌရိုဘတ်တာမက်ဆိုလာကဧပြီလ30ရက်နေ့မှာပြောကြားလိုက်ပါတယ်။ တရုတ်ကအမေရိကန်တို့တင်ပို့မှုအများစုအပေါ်ချမှတ်ထားတဲ့ဝါရှင်တန်ရဲ့အခွန်အတုပ်တွေကြောင့်ထိခိုက်မှုကိုရောချရေးဥရောပနဲ့စီးပွားရေးနိုင်ငံရေးဆိုင်ရာဆက်ဆံရေးပိုကောင်းအောင်ကြိုးပမ်းနေပါတယ်။မွတ်စလင်ဝီကာလူမျိုးတွေကိုအစုလိုက်အပြုံလိုက်ထိမ့်သိမ်းတယ်လို့ဆွဆွဲခံနာရတဲ့တရုတ်အရာရှိတွေအပေါ်အနောက်တိုင်းကအရေးယူပိတ်ဆို့ခဲ့တာပါ။ဒါကိုလက်တော့ပြန်တဲ့အနေနဲ့တရုတ်ကဥရောပလွှတ်တော်အဖွဲ့ဝင်တွေအပါအဝင်တခြားအရာရှိတွေကိုအေးအေးယူပိတ်ဆို့မှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။ 2021ခုနှစ်ကစတင်ပြီးတရုတ်ကအရေးယူပိတ်ဆို့မှုတွေချမှတ်ထားခဲ့တဲ့လူပုဂ္ဂိုလ်10ဦးမှာလက်ရှိဥရောပလွှတ်တော်အဖွဲ့ဝင်၄ဦးပါဝင်နေပါတယ်။မိမိတို့လွှတ်တော်ကော်မတီတွေအနေနဲ့တရုတ်အရာရှိတွေနဲ့ဥရောပအကျိုးစီးပွားတွေနဲ့ပတ်သက်လို့ စိုးရိမ်စရာမလိုပဲဆွေးနွေးနိုင်တော့မှာဖြစ်တယ်လို့လွှတ်တော်ဥက္ကဋ္ဌမက်ဆိုလာကပြောပါတယ်။ တရုတ်နဲ့မိမိတို့ရဲ့ဆက်ဆံရေးဟာရှုပ်ထွေးနေဆဲဖြစ်ပြီးဗပောင်းဆောင်ပါဝင်နေတယ်လို့သူကပြောပါတယ်။တရုတ်ရဲ့အရေးယူပိတ်ဆို့မှုတွေကိုတုံ့ပြန်တဲ့အနေနဲ့ဥရောပလွှတ်တော်ကတရုတ်နဲ့ယင်းနှိမ့်နှံ့ရေးသဘောတူညီမှုကိုရပ်ဆိုင်းထားခဲ့တာဖြစ်ပါတယ်။ American သမ္မတဒေါ်နယ်ထရန့်ကတရုတ်အပေါ်ကြီးလေးတဲ့အခွန်အရေးပြထန်းခဲ့ပြီးနောက်ဘေကျင်းကကနေဒါနဲ့လက်တွဲဖို့ကမ်းလှမ်းခဲ့ပေမဲ့ကနေဒါကပယ်ချခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းဘေကျင်းကဥရောပတမကနဲ့စီဝါရေးရာဆက်ဆံရေးအားကောင်းအောင်လှုံ့ဆော်မှုအရှိန်မြင့်ကြိုးပမ်းနေတာဖြစ်ပါတယ်။ အမေရိကန်စီးပွားရေးကျဆင်းမှုနဲ့ပတ်သက်လို့ထရန်ကဘိုင်ဒန်ကိုအပြစ်တင်လိုက်ပါတယ်။ဒီအကြောင်းကိုတော့ဝိုင်းနေကပြပြပေးထားပါတယ်။သမ္မတဒေါ်နယ်ထရန့်ရဲ့အခွန်ကောက်မဲ့စီစဉ်တွေကြောင့်ဖြစ်ပေါ်လာတဲ့ကုန်တင်သွင်းမှုမြင့်တက်မှုနဲ့အတူအမေရိကန်စီးပွားရေးဟာပထမ၃လပတ်ကာလအတွင်းမမျှော်လင့်ဘဲကျဆင်းခဲ့ရပါတယ်။ အခုလစစောပိုင်းကအသက်ဝင်ခဲ့တဲ့အခွန်ကောက်ခံမှုတွေမတိုင်ခင်စီးပွားရေးလုပ်ငန်းတွေနဲ့စားသုံးသူတွေဟာနိုင်ငံခြားကုန်ပစ္စည်းတွေပုံမဝယ်ယူခဲ့ကြတာကြောင့်အခုလို၃လပတ်ကာလစီးပွားရေးကျဆင်းမှုနဲ့ရင်ဆိုင်ရတာဖြစ်ပါတယ်။ဝါရှင်တန်မှာပြုလုပ်ခဲ့တဲ့အစိုးရဖွဲ့ဝင်ကြီးများစီဝေးမှာသမ္မတထရန့်ကစီးပွားရေးကျဆင်းမှုဟာအရင်သမ္မတဂျိုးဘိုက်တန်ချမှတ်ခဲ့တဲ့မူဝါဒတွေရဲ့အမွေဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။ဒါပေမဲ့ပထမ၃လပတ်ကာလမှာအသက်တွေပြည်တွင်းယင်းနှိမ့်မြုံနှံမှု၂၂ရာခိုင်နှုန်းအထိတိုးတက်လာခဲ့တယ်လို့ထရန့်ကပြောပါတယ်။ ဘိုင်တန်လက်ထက်ကနှစ်စဉ်နှစ်အလိုက်စီးပွားရေးဖွံ့ဖြိုးမှုဟာနှစ်ရာခိုင်နှုန်းအထက်နဲ့တည်ငြိမ်နေခဲ့ပြီး2024ခုနှစ်မှာနှစ်တသမရှိရာခိုင်နှုန်းတိုးတက်ခဲ့ပါသည်။ကမ္ဘာအကြီးဆုံးစီးပွားရေးနိုင်ငံရဲ့အသက်တင်ပြည်တွင်းထုတ်ကုန်တန်ဖိုး GDP ဟာပထမ3လပတ်ကာလအတွင်းနှစ်အလိုက်3.3ရာခိုင်နှုန်းရော့ကျခဲ့ပါသည်။ စားသောင်းသူတွေနဲ့အစိုးရအသုံးစရရောကြမှုနဲ့အတူပြည်ပကကုန်စည်တွေတင်သွင်းမှုမြင့်တက်လာတဲ့အတွက်စီးပွားရေးကျဆင်းရတာဖြစ်တယ်လို့အမေရိကန်စီးပွားရေးဝန်ကြီးဌာနကပြောပါတယ်။အိမ်ယူတော်ကိုပြန်ရောက်လာပြီးတဲ့နောက် Trump ကနိုင်ငံများပြားကိုအခွန်တွေတိုးမြင့်ပြဋ္ဌာန်းထားပြီးတော့တရုတ်ပေါ်အခွန်အများဆုံးပြဋ္ဌာန်းထားတာကြောင့်ကုန်သွယ်ရေးစစ်ပွဲပုံမှန်ပြင်းထန်လာနိုင်ပါတယ်။ မနက်ဖြန်မေလာနှစ်ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ဒီကနေ့မြန်မာစံတော်ချိန်ညနေ9:00နာရီအချိန်တိုင်းထွာကြရာမြဝကျုံးပေါ်ဒေသတွေမှာတိမ်အထင်းထင်းမှတိမ်ထူထပ်နေပြီးတောင်ပိုင်းဒေသတွေမှာတိမ်အနှဲငယ်ဖြစ်ထွန်းနေပါတယ်။မြန်မာနိုင်ငံအထက်ပိုင်းနဲ့အလယ်ပိုင်းဒေသတွေမှာတိမ်အသည်အသည်ချေထွန်နေတာကိုတွေ့ခဲ့ရပါတယ်။အရာဝတီတိုင်း၊ရန်ကုန်တိုင်း၊ပဲခူးတိုင်းနဲ့ကရင်ပြည်နယ်တို့မှာနေရာကွက်ကြားမိုးရွာသွန်းနေခဲ့တာကိုမိုးလေဝသဂျိုးရူးပုံရိပ်တွေမှာတွေ့မြင်ခဲ့ရပါတယ်။ အပူပြန်တတ်တဲ့နေကြောင့်မိုးတိမ်တောင်များဖြစ်ပေါ်နိုင်ပြီးနေ့လယ်နဲ့ညနေပိုင်းတွေမှာလျှက်စီးလက်ခြင်းမိုးကြိုးပစ်ခြင်းစိုက်စင်းလေပြင်းများတိုက်ခတ်ခြင်းမိုးတီးကျွေခြင်းနဲ့လေဆင်းနှမောင်းတိုက်ခတ်ခြင်းမြို့ပြဒေသတွေမှာရုတ်တရက်ရေခမ်းမိုးခြင်းဖြစ်ပေါ်နိုင်တဲ့အတွက်မိုးလေဝသဖြစ်စဉ်များကိုအထူးသတိပြုမေးထိုင်ကြရမှာဖြစ်ပါတယ်။မနက်ဖြန်အတွက်ခန့်မှန်းချက်ကတော့ကပလီပင်လယ်ပင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အသက်အသက်မှတိမ်ထူထပ်နိုင်ပါတယ်။ ထူးခြားတဲ့အခြေအနေကတော့မြန်မာနိုင်ငံအရှေ့မြောက်ဘက်နဲ့အနောက်တောင်ဘက်တို့ကနေရွေလျားလာတဲ့လေပွေလိုင်းတွေကြောင့်ဧပြီလ30ရက်နေ့ကစတင်ကမြန်မာနိုင်ငံနေရာအနှံ့အပြားမိုးရွာသွန်းနိုင်ပါတယ်။အထူးသဖြင့်ဇက်ကိုင်းတိုင်းအထက်ပိုင်းရှမ်းပြည်နယ်၊ရှမ်းပြည်နယ်၊ရခိုင်ပြည်နယ်၊ပဲခူးတိုင်း၊ကရင်နီပြည်နယ်နဲ့တနင်္လာရီတိုင်းတို့မှာ နေရာအနှံ့အပြားမိုးထစ်ချုံရွာသွန်းနိုင်ပါတယ်။ဇက်ကိုင်းတိုင်းကဏီမြို့နယ်၊ပဲခူးတိုင်း၆မြို့နယ်၊စောမြို့နယ်၊ကန့်ကောမြို့နယ် ချင်းပြည်နယ်ဟာခါမြို့နယ်ရခိုင်ပြည်နယ်တန်တွယ်မအီမြို့နယ်မန္တလေးတိုင်းမြောင်းဦးမြို့နယ်ရှမ်းပြည်နယ်ရွာငံမြို့နယ်အေရဝတီတိုင်းလက်ပုတာပန်းတနော်ဝါခဲမမြန်အောင်မြို့နယ်ပဲခူးတိုင်းပဲခူးမြို့နယ်ဖြူးမြို့နယ်စကိုင်းတိုင်းကဏီမြို့နယ်မကွေးတိုင်းချောင်းမြို့နယ်စောမြို့နယ်ဂံကောမြို့နယ်ချင်းပြည်နယ်ဟာခါမြို့နယ်ရခိုင်ပြည်နယ်တန်တွယ်မအီမြို့နယ်မန္တလေးတိုင်းမြောင်းဦးမြို့နယ် ရှမ်းပြည်နယ်ရွာငံမြို့နယ်အေယော်ဒီတိုင်းလက်ပွတ်တာဘန်းတနော်ဝါခဲမရန်အောင်မြို့နယ်ပဲခူးတိုင်းပဲခူးမြို့နယ်ဖြူးမြို့နယ်ရန်ကုန်တိုင်းတိုက်ကြီးမြို့နယ်ကရင်ပြည်နယ်ဖမ်းမြို့နယ်ဒီမှာနေရာကွက်လုံမိုးကြီးနိုင်ပါတယ်။ရခိုင်ကန်ယူရန်နဲ့မြဝကျွန်းပေါ်ဒေသတွေမှာဒေဟာအနောင်အနောင်မြောက်ဘက်ကနေတနအီ9မိုင်မှာ10မိုင်ခန့်ထိတိုက်ခတ်နိုင်ပြီးလှိုင်းအနှဲငယ်မှာလှိုင်းတင်းတင်းရှိနိုင်ပါတယ်။ တနင်္လာရီကံယူရက်နဲ့မုတ်တမအခွေတို့မှာလေးဟာအရှိရှိမြောက်ဘက်ကနေတနင်္လာရီဆိုင်မှန်မှ -30 ဒီဂရီအထိတိုက်ခတ်နိုင်ပြီးတာအနေငယ်မှာနှိုင်းတင်းတင်းရှိနိုင်ပါတယ်။မြန်မာနိုင်ငံတဝါလုံးမှာနေအပူချိန်တွေရောကျနေပါတယ်။အမြင့်ဆုံးအပူချိန်တွေအနေနဲ့မော်လမြိုင်မြို့နယ်ဖက်အံမြို့တို့မှာ34ဒီဂရီစင်တီဂရိတ်ရှိနေ၊ဒဝယ်မြို့မှာ35ဒီဂရီစင်တီဂရိတ်ရှိနိုင်ပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်း၊ကရင်ပြည်နယ်နဲ့မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေမှာ ခရမ်းလော်ရောင်စီအညောကိအလိုပြင်းထန်တဲ့အဆင့်မှာရှိနေနိုင်ပြီးကြံတပင်းရဲ့လုံးမှာတော့အလိုမြင်မာတဲ့အဆင့်မှာရှိနေနိုင်တယ်လို့ခန့်မှန်းရရှိပါတယ်။မြန်မာနိုင်ငံနေရာဒေသအများစုမှာမြူကြဆင်းမှုရောကြာနိုင်ပါတယ်။ဒီဘိုးလေးဝသားအစည်းအဝေးကိုတော့အမျိုးသားညီညွတ်ရေးဆိုရလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာဝန်ကြီးဌာနနဲ့ဝန်ကြီးတော်ကုန်းတို့ကနေရယူဖော်ပြတာဖြစ်ပါတယ်။တောင်လင်းထားရဲ့ည၈နာရီအထိနောက်ဆုံးရသတင်းထုတ်လွှင့်မှုအစီအစဉ်ကိုကြည့်ရှုခံစားခဲ့ရတာပါ။ တောင်လင်ထားရဲ့သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တောင်လင်ထား Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ရှင်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။